ရခိုင်လူမျိုး၃ယောက်ကြောင့်မလေးရှားမှာဘဝကူးခင်ရတဲ့မွန်အမျိုးသမီးလေးပြိတ္တများအားလုံးမင်္ဂလာပါရှင်။ဆယ်လင်းဆိုင်တာ page ကနေပြလဲချုပ်ဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပြည်ပရောက်ရွှေမြမာတွေအတွက်တကယ့်ကိုရင်ခွဲစရာယူကျုံမရဖြစ်စရာကောင်းတဲ့သတင်းတစ်ခုကိုသုံးသပ်တင်ဆက်ပေးခြင်းပါတယ်။ဒါကတော့တင်မော်ဒီတောင်တပွဲလိုအသေးပွဲကိစ္စလေးတစ်ခုကနေစပြီးတော့အသက်ပါဆုံးရှုံးလိုက်ရတဲ့ဖြစ်စဉ်တစ်ခုပါ။ တနားစရာကောင်းတာကမွန်ပြည်နယ်မုတော်မျိုးသူမီဟောချန်းဆိုတဲ့အသက်30နှစ်အရွယ်အမျိုးသမီးလေးပါ သူမကအစိုးရတယောက်လည်းဖြစ်ပါတယ်။ပြည်နံဘာတာဝော့မှာခင်ပွန်းတဲ့နဲ့အတူဆိုင်လေးဖွင့်ပြီးတော့ရိုးရိုးသားသားအသက်မွေးဝမ်းကြောင်းပြုနေချိန်မှာရင်ခွေးစရာကန်ကြမာစိုးနဲ့အုံခဲ့ရပါတယ်။အထူးသဖြင့်သူမကဝမ်းပိုက်ထဲမှာရင်သွေးလေးကိုလွှဲထားရတဲ့အမေလောင်းလေးတယောက်လည်းဖြစ်ပါတယ်။ပြဒနာစတတဲ့နေ့ကဆိုင်သိန်းကနေအချိန်မှာမြန်မာနိုင်ငံသားညီအကိုသုံးယောက်ဆိုင်ကိုရောက်လာပြီးတော့တမော်ရီတောင်မှာစားကြပါတယ်။တရင်းနေရာဒီသုံးယောက်ဟာရခိုင်လူမျိုးတွေဖြစ်တယ်လို့သိရပါတယ်။တီးကြအတီးပြု တော့မရနိုင်ပါဘူး။သူတို့ကအရက်သေးစားတောက်စားထားပြီးမူးယူနေတဲ့အချိန်ဖြစ်တာကြောင့်တမော်ဒီတော်ရတာမကောင်းကြောင်းမဲတူးနေကြောင်းစသဖြင့်အရန်ရှာပါတော့တယ်။ဆိုင်ရှင်လင်မယားဘက်ကလည်းတီးခံပြီးတော့ရှင်းပြပေမဲ့မိုးရင်နေသူတွေက နားမဝင်ခဲ့ပါဘူး။စကားများရာကလည်းရံပွဲကိုအစင်စင်တက်လန်းသွားခဲ့ပါတယ်။ ဒီနေရာမှာအချိန်လေးပိုဆိုးသွားတဲ့အကြောင်းရင်းကတော့ဆန်ရှင်လင်မယားဘက်ကအရန်ကားနေတဲ့သူတို့ရဲ့လုပ်ရက်တွေကို အမှတ်တရဗီဒီယိုရိုက်ကူးပြီးတော့အွန်လိုင်းမှာတင်ဖို့ကြိုးစားခဲ့ရပါဗီဒီယိုရိုက်တာကိုမြင်လိုက်ရတဲ့အမူရစ်သူ၃ယောက်ကပို့ပြီးတော့ဒေါသထွက်လာကံပြဿနာရှာတာတွေကိုစတင်ပြုလုပ်ခဲ့ပါတယ်။အဲဒီလိုမျိုးယုံရင်းဆန်ခတ်အခြေအနေမှာကိုဝင်းသေးဇနီးတဲ့မီဟောချန်ကသူ့ရဲ့ခင်မုန်းတဲ့ကိုကောက်ွယ်ဖို့ကြားထဲကနေဝင်တားခဲ့ပါတယ်။ ရလက်ကတော့တကယ်ကိုရင်ခွဲစရာပါ။မူရင်နေသူ၃ယောက်ရဲ့လက်ချက်နဲ့အမုံအမျိုးသမီးလေးမိဟောချန်းဟာနေရာမှာတင်မဲ့အနေအဆရောက်ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ရပါတယ်။ဆုံးရှုံးမှုကနှစ်ထပ်ခွဲမှကိုဝင်တဲ့မိခင်ရောဘိုက်သေးကလူလောကတွေကိုရောက်မလာသေးတဲ့ရင်သွေးလေးပါတပြိုင်နက်တည်းဆုံးရှုံးခဲ့ရပါတယ်။အခုချိန်မှာအသက်ရှင်ဇန်ရည်သူခင်မုန်းတဲ့ကမျက်ရည်မိုးတွေနဲ့ဝမ်းနဲ့ယူကြုံမရဖြစ်နေပါတယ်။ဘဝတစ်ခုလုံးပျက်စီးသွားသလိုခံစားနေရရှာပါတယ်။ ဒီဖြစ်စဉ်ကိုကြည့်ပြီးတော့ဘလို့မှလက်ခံနိုင်စရာမရှိပါဘူး။ကိုယ်နိုင်ငံမှာအဆင်မပြေလို့သူများနိုင်ငံမှာပြင်ပင်ပပန်းရုံးကန်နေရတဲ့ဘဝသူအချင်းချင်းရိုင်းပင်းကူညီရမယ့်အစားတင်မော်ရီတောင်တပွဲဗီဒီယိုရိုက်တဲ့ကိစ္စလေးတစ်ခုလုံးနဲ့လူအသက်တက်ဖြတ်ကြတာကတော့တကယ့်ကိုရှက်စရာကောင်းပါတယ်။ဒါကမြန်မာတွေကရန်ကားတဲ့အချင်းချင်းတောင်လှုပ်ကြတယ်ဆိုတော့ပုံရိပ်ဆိုးတွေကိုကမ္ဘာလယ်မှာထပ်ပြီးတော့သက်သေပြလိုက်တယ်လို့ပါပဲ။ဒေါသမာနအယက်သေးစားတွေကြောင့်ဘာမှမဟုတ်တဲ့ကိစ္စလေး ်ခုကနေစိတ်မထိန်နိုင်မင်းနဲ့အခုလိုမျိုးအစာထိုးမရတဲ့အဆုံးရှုံးမှုကြီးဖြစ်သွားခဲ့ရပါပြီ။အခုချိန်မှာတော့မလေးရှားရဲ့တပ်ဖွဲ့ကပြည်မှုကျွလွန်သူမြန်မာနိုင်ငံသား၃ယောက်လုံးကိုဖမ်းဆီးထားပြီလို့သိရပါတယ်။တရားဥပဒေအရအမှန်တရားပေါ်ပေါက်ဖို့မျှော်လင့်ရပါမယ်။ပြည်သက်ကြီးတို့ရင်ဒီတရင်ကိုကြားရတဲ့အခါမှာဘယ်လိုခံစားရပါသလဲ။ကိုဝင်းသေးကွာရရဆက်ဆက်အခုလိုလှုပ်ခဲတဲ့လှုပ်ရက်ပေါ်မှာဘယ်လိုသုံးသက်ချင်ပါသလဲ ကွယ်လိုသူညီမငယ်နဲ့ကလေးလေးကောင်းရာဘုံဘဝမှာရောက်ပါစေလို့ဆုတောင်းရင်းနဲ့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။